ဒါတော့အီတလီမီလန်မြို့ထဲမှာပေါ့နော်အဲအီတလီမြို့ထဲမှာရှောက်ပတ်သွားပြီးတော့အဲရှောက်ကြည့်ရပါတော့နော်ပြီးတော့အဲမှာဒီနေ့အီတလီမီလန်မှာနာမည်အကြီးဆုံးဖြစ်တဲ့ church တစ်ခုလည်းသွားမယ်ပေါ့နော် cash ကိုသွားနေလမ်းတစ်လျှောက်မှာပေါ့နော် shopping အများကြီးရှိတယ်ပေါ့ ထောက်လျှောက်ကလို shopping 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 နေမှာပေါ့နော်။ဟိုကြည့်ကြည့်တဲ့ပြောစရာတော်တော်ကောင်းပါတယ်။ဒီအီတလီမီလာမလဲပေါ့နော်။ဟိုနှင်းတာမမြင်ရတာအရင်ဟိုအေးတာပါပေါ့နော်။မနိုင်ပြောရကျမအေးတာကိုအရင်ဟိုကြောက်ပါတယ်။ဟိုနှင်းကိုဘဝမှာတခါမှမမြင်ဘူးလို့ဒါအခု normal ဒီစမှာသူ join လိုက်ရတာပေါ့နော်။ လောဂစ်စတစ်ပေါ့ခါကြည့်ရတော့ဘယ်မှာမပေါ်နော်ဒီဟိုယူရောသွားတဲ့ဖွယ်မှာဟိုကျမရဲ့အဲကိုကြီးမြောက်ပါပေါ့နော်သူမြောက်ကတော့အချီရဲ့ CCTV ကင်မရာပေါ့နော် vlogging ကင်မရာယူထားပြီးတော့ သူတို့မြောက်ခဲ့ stick ကအရှိကြီးပေါ့နော်ကျမကတော့အဲ phone standing နဲ့ထောင်းပြီးတော့ရိုက်တာပေါ့နော်ကျမတို့တော့ရောက်ပဲဒီ key စတခုလုံးမှာအဲ့လိုမျိုး stick ကြီးထောင်းထောင်းပြီးတော့ရိုက်ခဲ့တာမှတ်တရပါပဲပေါ့နော်အားတော့ဆောင်းတော့အခုနာမည်ရန်ကြီးရဲ့ Italy မိလမနာမည်ရန်ကြီးရဲ့ charge ပေါ့နော် charge name ကတော့ Joe Modi Milano လို့ခေါ်တယ်ပေါ့နော် charge ခဲ့ပေးနာမှာတော့ဒီ moi တွေကိုရောက်တယ်ပေါ့နော်ဒီ moi ရလည်းနမရအရင်ကြီးရပေါ့နော်အာအောင်းအောင်ပေါင်းပြတော့နမရရှိလို့အာဒီ moi ရမှာဆိုလို့ရှိရင်တော်ပြပေါ့နော် brand က brand က back day brand က luxury နဲ့ပတ်သက်တဲ့ຢာရကိုလို့ပေါ့နော်ဒီမှာရှိရပေါ့ပြီးတော့ဒီ moi ရဘီတူကလည်းရလဲတော်တော်ကြီးပေါ့လာပြီးတော့တော်တော်ကြီးလည်းရတော့တယ်ပေါ့နော် ဒီမောရအဲ့အမိုးပါအဲ့လို glass နဲ့မှန်နဲ့လောက်ထားတာအဲ့တော့သူ့ရဲ့တကယ်ကို unit တစ်ခုပဲပေါ့နော် ဆုံးတော့ကျွန်မဘဝမှာအရန်ကိုတွေးချင်နေခြင်းနဲ့မေဘလီးပေါ့နော်ငယ်ငယ်ကဆိုလို့ရှိရင်ဆောင်းရွက်ချင်းချစ်တဲ့ကတည်းကမလားကျွန်စောတော့ကိုစောတော့ဟန်တဲ့စောတော့ကားလို့ချီအဲ့အဲ့အရွယ်လေးကိုမြင်တော့ငငယ်လေးကအဲ့အရွယ်လေးကိုတွေ့ဘူးချင်တာပေါ့နော်တကယ်ကိုအလိုမထင်မှတ်ပဲနဲ့မီလန်မှာ ိုရီးယားမဟုတ်ပဲနဲ့ပေါ့နော်မီလန်မှာအဲလိုမိဘရဲ့တို့တွေ့ခဲ့ရတဲ့အရန်ဝမ်းသာပါရဲ့ပေါ့နော်ကျော်လည်းပြောပါတယ်တပုံလေးလည်းအများကြီးရိုက်ခဲ့ဗီဒီယိုလည်းအများကြီးရိုက်ခဲ့ပေါ့နော်ဒီနေ့ကတော့အီတလီမှာလည်းပတ်တာနောက်ဆုံးနေ့ပေါ့နော်ဒါအီတလီအီတလီကို Rome, Tuscany, Florence, Venice ဒီနေ့ကတော့မီလန်ဒီကိုမီလန်နေပြီးတော့ အရှိစလန်ကိုတော့မှာပေါ့နော်ခိုးလေးရလည်းလူရဲရင်တာပဲတော့အဲ့နဲ့ခိုးစားကြွေးတယ်လို့ဆိုပြီးတော့ဘီနာ ကော်ဖီဆိုင်ကနေပြီးတော့သူတို့စားလို့ရတဲ့မုံချောက်လေးဝယ်ပြီးတော့လည်းကြွေးခဲ့ပါသေးတယ်အခုလိုမျိုးကိုကိုကိုပြန်ကြည့်ရလေတကယ်ဟိုကိုရီးယားဒရာမာကားတွေကိုပြန်ရောက်သွားတယ်လို့ခံစားရတယ်ပေါ့နော် လုံးဝဟော အရွက်တွေကလှတာဆိုတာလေတကယ်ပါပဲအဲ့လိုထိုင်နေနဲ့ဒါအဲ့လိုကော်ဖီလေးတောက်ပြီးတော့အဲ့လိုမျိုးရှုကလေးတက်ကြည့်ရမယ်ဆိုလို့ရှိရင်ဘယ်တော့ကောင်းလဲမလဲပေါ့နော် 没拿过一个。Thank you.